မင်္ဂလာပါဒေါက်တာထွန်းမြတ်ဝဲပါဇူဝဲပညာ channel ကနေပြီးတော့ကြိုဆိုပါရစေ။အဲကျွန်တော်ဒီနေ့ပြောချင်တဲ့ခေါင်းစဉ်ကတော့ခြေလက်ထုံကျင်ခြင်းဆိုတာပါလေเนาะအဲ့ဒီခေါင်းစဉ်လေးကိုပြောချင်တာဖြစ်ပါတယ်เนาะဆိုတော့အဲကျွန်တော်ဒီလက်ရှိအခြေအနေမှာကျွန်တော်ခြေလက်ထုံကျင်တဲ့လူတွေတော်တော်များပါတယ်။အဲခြေလက်ထုံကျင်တဲ့အကြောင်းအရင်းတွေကလည်းအများကြီးရှိပါတယ်เนาะဆိုတော့အဲကျွန်တော်ခြေလက်ထုံကျင်ရတဲ့အကြောင်းအရင်းတွေကဘာတွေရှိသလဲ။အဲဘာကြောင့်ဖြစ်တာလဲ။ ဆိုရင်ဒါအရေးကြီးတာလားအရေးမကြီးဘူးလားချက်ချင်းကုသမှာလားချက်ချင်းကုသတရားမလို့ဘူးလားဘယ်လိုကုသမလဲဆိုတဲ့အကြောင်းတွေကိုဗီဒီယိုထဲမှာကျွန်တော်ပြပြသုံးသုံးပြောပြပေးသွားမှာဖြစ်ပါတယ်เนาะဆိုတော့ကျွန်တော်တို့ကုသတဲ့လူနာတွေမှာတွေ့ရှိရတဲ့လူနာတွေအများစုကလည်းပဲခြေလက်ထုံကျင်တဲ့လူနာတွေများပါတယ်ယောဂကြောင့်ထုံရှင်တာထုံကျင်တာရှိသလိုအခြားအကြောင်းတွေကြောင့်လည်းထုံကျင်တာတွေရှိပါတယ်။ဗီဒီယိုထဲမှာတော့ဒီအကြောင်းတွေကိုပြပြသုံးသုံးပြပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ live လိုက်ပြီးတော့ကြည့်လိုက်ကြအောင်နော်။ဆိုတော့ ကျွန်တော်တို့ဒေါက်တာထွန်းမြဝဲမှာစီဝါပညာ channel မှာဗီဒီယိုများကိုတင်ပေးနေပါတယ်မေးမြန်းနံပါတ်ရှိရလို့ကွန်မန့်မှာမေးမြန်းထားတယ်လို့ကျွန်တော်ဖြေပေးနေပါတယ်เนาะဆိုတော့မေးလို့လည်းရပါတယ်အကိုရဲ့ယောဂအကြောင်းပဲဖြစ်ဖြစ်ဝေနာအကြောင်းပဲဖြစ်ဖြစ်ကျမနေသိချင်တာများကိုလည်းမေးမေးမေးလို့ရပါတယ်เนาะအားလုံးကိုဖြေပြန်ဖြေပေးနေပါတယ်ခုပြောချင်တာခြေလက်ထုံကျင်တယ်ဆိုတော့ပါလေခြေလက်ထုံကျင်တယ်ဆိုတော့ကျွန်တော်တို့အာယုံဂျွန်းနဲ့ဆိုင်နဲ့ ခံစားမှုယုံနေခြင်းတောင်မှဆုံးရှုံးခြင်းတစ်ခုဖြစ်ပါတယ်เนาะဆိုတော့အောင်ကျောင်းနဲ့ပတ်သက်တဲ့ဝေဒနာတစ်မျိုးဖြစ်တယ်လို့ပြောရမှာပေါ့နော်ဆိုတော့ဘာကြောင့်ဖြစ်တာလဲဆိုတော့အကြောင်းမျိုးမျိုးရှိတယ်အောင်ကျောတွေကိုထိတယ်လို့ nervous system လို့ခေါ်တဲ့အောင်ကျောတွေကိုထိခိုက်ပြီလို့ဒါမှမဟုတ်လည်းပဲကျွန်တော်တို့ဒီအောင်ကျောတွေထောက်ပံ့နေတဲ့သွေးလည်ပတ်မှုမကောင်းလို့ဒါမှမဟုတ်လည်းပဲကျွန်တော်တို့ဒီအောင်ကျောတွေအတွက်လိုအပ်တဲ့ဗီတာမင်တွေချို့တယ်လို့နော်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီအောင်ကျောတွေကိုထိခိုက်ပျက်စီးစေတဲ့စီးကျူယောဂကြောင့် စတဲ့အကြောင်းရင်းတွေကြောင့်ကျွန်တော်တို့ခြေလက်တွေထုံနာကျင်တာဖြစ်လာတာပဲဖြစ်ပါတယ်เนาะဆိုတော့ဒါဆိုရင်ကျွန်တော်ဘာကြောင့်ဖြစ်လဲဆိုတာသိပြီအဲ့တော့အဲ့လိုဖြစ်လာရဆိုရင်ခြေထောက်တွေကထုံနေကျင်နေအားနေတယ်လို့ခံစားရတဲ့လက္ခဏာတွေကျွန်တော်စပြီးတော့ခံစားလာရပြီပဲဖြစ်ပါတယ်เนาะနောက် slide ကျွန်တော်ကြည့်လိုက်ကြရအောင်ဟုတ်ပြီဒါဆိုကျွန်တော်ဘာလို့ဒီလိုဖြစ်လာလဲဆိုကျွန်တော်ဆရာဝန်နဲ့တွေ့ပြီးတော့တိုင်ပင်နေပေါ့เนาะဆိုတော့ဆရာဝန်နဲ့တွေ့ပြမယ်ဘာကြောင့်ဖြစ်ရလဲဆိုတာကိုအဖြေရှာမယ်အဲ twist ဖို့လိုတာပေါ့နော် twist twist ဖို့လိုတယ် ဘာကျွန်တော်ဘာဆက်ရမလဲဆိုတော့စီဂျိုယောဂါကြောင့်အရင်ကျွန်တော်ထုံနာကျန်တာဖြစ်နေတဲ့စီဂျိုယောဂါရှိမြင်ဆက်ရမယ်ဘလက်ရှူဂါပါနော်ပြီးရင်ကျွန်တော်တာရက်ဟော်မုန်းတွေစစ်ဖို့လိုတယ်ပြီးတော့အာဒီအခြားဗိုက်တမင်မင်နရယ်မင်နရယ်တွေချွတ်တယ်လားဆိုတာကျွန်တော်စစ်ဆေးဖို့လိုအပ်ပါတယ်နော်ဆိုတော့နောက်တော့အပြင်ဒေါ်လာလေးစီကြည့်လိုက်လို့ကျွန်တော်တို့ဒီရိုးရိုးအရင်ကျွန်တော်ထုံနာကျန်တာပဲရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကကာဘပန်တင်ပရီကာဘလင်စတဲ့ဆေးတွေပေးလို့ရတယ်ကျွန်တော်တို့ဒီမာဒီဗိုက်တမင်တွေဖြစ်တဲ့ B12 တို့နော် B12 ပေးလို့ရတယ် B1 B6 B12 ပေါ့နော်အအောင်ကျော်အားသေးလို့အအောင်ကျော်အားသေးလို့လူသိများကြပါတယ်နော်ဆိုတော့ BB10 တို့ Btex တို့နော်အဲ့ဒီမှာဆိုလဲ1စစ်တွေပေါင်းထားတဲ့စီးတွေဖြစ်ပါတယ်နော်အဲ့လိုအဲဒီအအောင်ကျော်အားသေးတွေဖြစ်တဲ့ဒီဗိုင်ဒမင်တွေကိုလည်းကျွန်တော်ပေးလို့ရပါတယ်နော်ခုနပြောတဲ့ဒီဂါဝပန်နင်းတို့ Brigablin တို့ကလည်းကျွန်တော်အအောင်ကျော်ထုံနာကျင်နာကိုတက်တာသေးတဲ့စီးတွေဖြစ်ပါတယ် နောက်ပြီးတော့ဆိုကြလဲနေတဲ့ NL လဲနေတဲ့ဆေးတွေဖြစ်ပါတယ်။ဒါပေမဲ့ဒီဆေးတွေကကျွန်တော်ဆရာဝန်နဲ့ပြသပြီးတော့မှတန်ပြရမယ့်ဆေးတွေလည်းဖြစ်ပါတယ်။ကိုယ်သဘောနဲ့ကိုယ်တောက်လို့တော့မရပါဘူးနော်။နောက်ထပ်ပြီးတော့ကြည့်လိုက်မယ်။ဟုတ်ပြီကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့အောင်ကျော်ထုံနာကျင်တာဖြစ်တယ်။ပြောပြတော့မှပြောခဲ့တဲ့အတိုင်းဘာကြောင့်ဖြစ်လဲဆိုများသောအားဖြင့်ကျွန်တော်တို့ဒီဟာရဒက်နဲလို့ဖြစ်တာဖြစ်ပါတယ်နော်ဆိုတော့ဟာရဒက်ပါလဲဆိုတော့ပြောရမယ်ဆိုတော့ကျွန်တော်ဒီဗီတာမင် B12 တွေနဲတာပေါ့လေတော့ဗီတာမင် B12 ကဘာမှပါလဲဆိုတော့အသားတွေငါးတွေဥတွေနှုတ်ထွက်ပစ္စည်းတွေမှာအများဆုံးပါပါတယ်ဆိုတော့ အဲ့တော့ဒါလည်းလိုအသားငါချိုးကြအသားငါစားတာနည်းတယ်ပေါ့လေဒါလည်းစားတာနည်းတဲ့လူတွေမှာလည်းဒီလိုမျိုးဖြစ်နိုင်ပါတယ်အဲ့ဒီခါကျကျွန်တော်တို့ဒီဗီတာမင် B12 ထိုးသေးထိုးတာမျိုးเนาะ B12 ပါတဲ့ဒီဆေးတွေတောက်တာမျိုးကျွန်တော်တို့လုပ်လို့ရပါတယ်เนาะဒါတွေတောက်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခါကျကျွန်တော်တို့ဗီတာမင် D ပေါ့လေเนาะအယိုးတွေအယိုးနဲ့အယိုးစစ်တွေကိုတန်တန်ဆွမ်းသေးတဲ့ဗီတာမင်ပါเนาะဆိုတော့ဒါတွေအားနည်းရလဲကျွန်တော်တို့ဒီအောင်ကျော်ကိုထိခိုက်မှုအနည်းအနည်းငယ်ရှိပါတယ်ဒါကြောင့်ကျွန်တော်နေအောင်ကြီးနဲ့ထိတွေ့မှုလုပ်ဖို့လုပ်ပေးဖို့လိုအပ်တယ်ကျွန်တော်တို့ ဒါပေမဲ့ဒီပေါ်များတဲ့မှုတွေဆယ်မွန်ငါးတွေစားပေးဖို့လည်းလိုအပ်ပါတယ်။နောက်ပြီးကျွန်တော်အောင်ကျိုးအတွက်အရေးကြီးတာကျွန်တော်မက်ဂနီဆီယမ်ဖြစ်ပါတယ်နော်။မက်ဂနီဆီယမ်ကကျွန်တော်ဒီအစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေထဲမှာပါတယ်။ကွန်မာတီးတွေထဲမှာပါပါတယ်နော်။နောက်တစ်ခုကကျွန်တော်ဒီအိုမီဂါ3လို့ခေါ်တဲ့ငါးကြီးစီပေါ့နော်။ငါးကြီးစီဖြစ်ပါတယ်။ငါးကြီးစီအာမုံစီတွေအရပဲကျွန်တော်အောင်ကျိုးကျမ်းမာရေးကိုအထောက်အကူပြုလာဖြစ်ပါတယ်။ပြန်ကျွန်တော်ရေတက်ပြေးပါအောင်ရေများများတောက်ပေးဖို့လည်းလိုအပ်ပါတယ် ဟုတ်ပြီကျွန်တော်တို့ရေတောက်မယ်ဆိုကျွန်တော်2လီတာနဲ့3လီတာအထိပေါ့နော်အဲ့လိုတောက်ရမှာဖြစ်ပါတယ်အဲနောက်တစ်ချက်ကျွန်တော်ဒီကိုလက်လှူရှာမှုပေါ့နော်အဲရုပ်ပန်းဆိုင်အကူထုံးအနေနဲ့ကိုလက်လှူရှာမှုလုပ်ပေးလို့လိုအပ်တယ်လေ့ကျင့်ခန်းနဲ့လုပ်ပေးလို့လိုအပ်တယ်ပုံမှန်လမ်းလျှောက်တာမျိုးတင်းတင်းဦးနိုင်ဝက်ဆန်ကမ်းလမ်းလျှောက်တာမျိုးယောဂလုပ်တာမျိုးနော် stretching exercise တွေလုပ်တာမျိုးလုပ်ပေးခြင်းအပြင်အသွေးလက်ပတ်မှုကိုကောင်းမွန်သေးတယ်ဒါပြီးကျွန်တော်တို့အသွေးလက်ပတ်မှုကောင်းတဲ့ခါကျအာရုံကြောတွေကအသွေးလက်သွေးစစ်မှုကောင်းတဲ့အတွက်နော်တို့ကျန်းမာလာမှာပဲဖြစ်ပါတယ် နောက်တော့ကျွန်တော်ဒီ message ပေါ့နော်တွေ့သားတွေကိုတက်တအောင် message လုပ်လို့ရတယ်ခြေလက်တွေကိုညှင်းသားသွားနှိမ့်နေပေးလို့ရတယ်အဲ့လိုနှိမ့်နေပေးခြင်းရပဲကျွန်တော်ဒီအောင်ကြောတွေအတွက်လှုံ့ဆော်မှုဖြစ်တဲ့အခါကျတော့ကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်နောက်တော့ကျွန်တော် A app ကုထုံးနေလုပ်လို့ရတယ်ကျွန်တော်ဟိုအောင်ကြောကြောင့်ကြိုက်ခဲတဲ့တွေ့သားတွေပေါ့အနေရပေါ့နော် ကျွန်တော်ဒီရင်းရွေးလေးကတ်လို့ရတယ်15မိနစ်မိနစ်20လောက်ကတ်ထားမယ်ဒါမှမဟုတ်ရေးစိမ့်မယ်ဆိုရင်တော့ကျွန်တော်ဒီနာကျင်ကြိုက်ခဲတာတက်တာဒီမှာဖြစ်ပါတယ် ပြီးတော့ကျွန်တော်ဒီအော်ကြောကြောဖြစ်တဲ့တနေရာထဲမှာကြာကြီးထိုင်တာကိုရှောင်ပါเนาะပြီးတော့တနေရာထိုင်ထဲမှာကျွန်တော်5မိနစ်10မိနစ်လှုပ်ရှားပေးဖို့လိုပါတယ်ဒါကြောင့်ဒါမှသာကျွန်တော်တို့ခါနာတာတွေခြေထောက်ထုံတာကျန်တာတက်တာမှပဲဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်ဘာလဲဆိုတော့လူနေမှု ပုံစံပြောင်းလဲတာเนาะခုခေတ်ကကျွန်တော်သိတဲ့အတိုင်းပဲလူနေမှုပုံစံအများစုသိကြတယ်မယ်ကျမနဲ့ညီညွတ်တဲ့လူနေမှုပုံစံကနည်းလာပါတယ်စိတ်လေးတော့တာတွေများလာတဲ့အကြောင်းဆိုလေးစိတ်လေးဖြတ်ဖို့လိုအပ်တယ်စိတ်လေးကကျွန်တော်သွေးလည်ပတ်မှုကိုထိခိုက်စေပြီးတော့ ီအောင်ကြောကြောင့်ထုံနာကျင်းတာတွေပို့ပြီးတော့စိုးနေနိုင်လို့ဖြစ်ပါတယ်နောက်တစ်ခုအရက်တောက်သုံးတာကို short ချပေးဖို့လိုအပ်တယ်နော်ရက်ကလည်းပဲအောင်ကြောတွေကိုထိခိုက်စေလို့ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီစိတ်တည်ငြိမ်ဖို့အတွက်အရာထိုင်တာ deep breathing exercise တွေလုပ်ပေးတာနှဆိုင်ဆိုအသက်ရှူတာနောက်ပြီးတော့ stress relief ပေါ့နော်ဒါတွေလုပ်ပေးတာမျိုးလုပ်ပေးဖို့လိုအပ်ပါတယ်အဲ့ဒီခါကျရင်တညကို အေးရေဘောကအိပ်ဖို့တညကို9နာရီ10နာရီအေးရေဘောပါအိပ်ဖို့လည်းလိုအပ်ပါတယ်ဒါမှကျွန်တော်ခန္ဓာကိုယ်ကကျန်းမာတန်ဆွမ်းပြီးတော့အာရုံကြောတွေအားလည်းပဲကျန်းမာတန်ဆွမ်းလာမှာဖြစ်ပါတယ် Okay နောက်တစ်ခုကကျတော့ကျွန်တော်ဒီအချားကုထုံးတွေအလုပ်လို့ရတာပေါ့နော်ကျွန်တော်အကီပန်ချာလို့ခေါ်တယ်အက်ဆိုက်ကုထုံးပေါ့နော်တရုတ်ကနေဆင်းသက်လာတာဖြစ်ပါတယ်။နော်သုံးလို့လည်းရပါဒါဒါမဲ့ဒါတွေကကျွန်တော်ဒီဒီပြန်လို့ခေါ်တဲ့ဒီ rehabilitation medicine လို့ခေါ်တဲ့ကာယကုဆရာဝန်များနဲ့ပြသပြီးတော့မှလုပ်ရမှာဖြစ်ပါတယ်။ဒါကတော့တော်တော် ဟိုပြင်းပြထန်တာဖြစ်နေတဲ့သူတွေဆိုတော့ဒါမျိုးလုံးလို့ရပါတယ်။နောက်ကျွန်တော်ဒီဈေးဘဝပင်နေဖြစ်တဲ့ဂျင်းတွေနည်းနည်းနေဒါနဲ့နှိမ့်နေတာမျိုးလည်းလုံးလို့ရပါတယ်။ကျွန်တော် tense လို့ခေါ်တဲ့ဒီအာလျက်စစ်ပေါ့နော်လျက်စစ်အပြော့သားလေးပြီးပြီးတော့ကျွန်တော်ကြွက်သားပေါ်လျက်စစ်အပြော့သားလေးပြီးပြီးတော့ကုသတဲ့ပုံစံမျိုးလေးကျွန်တော်ကုသလို့ရပါတယ်။ဒါလည်းကျွန်တော်ဒီခါရုပ်ဆရာဝန်နဲ့ပြတ်တာပြီးတော့ဒီလိုကုသမှုတော့ခံယူနိုင်ပါတယ်နော်။ဒါလည်းကျွန်တော်ဒီအာလေဗင်ဂျီပေါင်းခါဂျီပေါင်းစတဲ့ဒီယောဂတွေဖြစ်ပြီးတော့အအောင်ကျော်ပျက်စီးနေတဲ့လူတွေအအောင်ကျော်ထိခိုက်နေတဲ့သူတွေဆိုရင်ဒီလိုကုသမှုမျိုးနဲ့ နော်ကုသနေကြတာပဲဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီချက်ချင်းဆရာဝန်နဲ့တွားရောက်ရမယ်အခြေအနေတော့ထုံနာကျင်နာရုပ်ရည်ဖြစ်လာပြီးတော့ခန္ဓာကိုယ်တစ်ဖက်မှာပြင်းပြင်းထန်ထန်ကြိုက်ခဲလာတယ်ဗောလေလုံးဝလှုပ်ရှားလို့မရတာနော်တက်ရှူကခတ်တာစတဲ့ပြင်းပြင်းထန်ထန်လက္ခဏာတွေဖြစ်လာတယ်စီးသွားတာဝမ်းသွားတာလည်းပြဿနာဖြစ်လာတယ်ဆိုရင်ကျွန်တော်တို့ကဒါဆိုရင်အရေးပေါ်ချင်းနေလို့သတ်မှတ်တယ်ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုအပ်ပါတယ်เนาะဒါဆရာဝန်နဲ့ချက်ချင်းပြသပါဒါမှမဟုတ်ကျွန်တော်ဒီကျွတ်တော့အရေးအလုံးက နှုတ်လို့မရအောင်တည်ဆုံးသွားနိုင်လို့ဖြစ်ပါတယ်။ကဲဤကုန်းကျုံအနေနဲ့ပြောနေတာကတော့ဒီချစ်လက်ထုံတာကျန်တာကိုတတ်တာတွေပို့တော့ဆရာဝန်တဲ့တိုင်မှာအာဟာရပြည့်ဝအောင် စားပါကိုလက်လှူရှားမှုတွေလုပ်ပါအကိုရဲ့လူနေမှုပုံတော့ပြန်ပြီးတော့ဆန်းစစ်ကြည့်ပါမကောင်းဆိုရင်တော့ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းနဲ့ပြောခဲ့တဲ့အတိုင်းမကောင်းဖို့နဲ့ဒီလူနေမှုပုံစံနဲ့အစားထိုးပြီးဆောင်ရွက်ပါဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့စီရီတောက်တာတခြားကုထုံးတွေကိုမလုပ်ပါနဲ့ ပုံမှန်မရိကချက်ကက်လို့ပေးခြင်းအဖြစ်ကျမ်းမာရေးစစ်ဆေးခြင်းအဖြစ်เนาะကျွန်တော်အာရုံရောကျမ်းမာရေးကိုထိမ့်သိမ့်ပါလို့ပြောခြင်းပါတယ်เนาะဒါဒါဆိုရင်ကျွန်တော်ဒီအာရုံရောကျမ်းဖြစ်တဲ့ထုံနှက်ခြင်းနဲ့ခြေလက်ထုံနှက်ခြင်းတဲ့ဝိညာဉ်တွေကိုအတော်များများကိုတက်တာသေးနိုင်မှာပဲဖြစ်ပါတယ်เนาะစီးနေပတ်သက်လို့လည်းနောက်ပိုင်းမှာကျွန်တော်တို့ဗီဒီယိုများလုပ်ပြီးတော့ဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်မေးမြန်းချင်တာများရှိတဲ့ဆိုရင်လည်း comment မှာမေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အကျိုးရှိတဲ့ဆိုရင်လည်းမိတ်ဆွေပေါင်းသင်းများကို share ပေးပါဦးဒါတော့ကိုကလက်ညွန်ချက်များပဲဖြစ်ပါတယ်